ဒီပုံထက်ကအမျိုးသမီးရဲ့တည်င်းကိုတီးကြပြီးပြီလားရှင်။ဒီအမျိုးသမီးရဲ့နာမည်ကဝော်ရော်ရီရာအသက်23နှစ်ပဲရှိသေးတယ်။သူ့ရဲ့သူငယ်ရှင်တွေခေါ်တဲ့နာမည်ကတော့ Bio ။ Bio က influencer ဖြစ်တဲ့ TikTok ဆယ်လီလည်းဖြစ်တယ်။ပြီးခဲ့အင်ကာနေတော့က Bio ကသူ့ရဲ့အလှပြင်ဆိုင်ထဲမှာသူ့ ြစ်ခလဲရရှင်ဘီယိုကအလှပနဲ့ပတ်သက်တဲ့ TikTok ဆယ်လီဖြစ်တဲ့အလှပနဲ့ပတ်သက်ပြီးသူ online ပေါ်မှာမျှဝေပေးတဲ့အမြဲတမ်းလိုက်လွင့်ပြီးပြောပြတယ်ပြီးတော့ဘီယိုကအလှပပြင်ဆိုင်ကိုဖွင့်ထားတယ်တဲ့ရှင်ဘီယိုကမက္ကဆီကိုနိုင်ငံမှာနေတဲ့မက္ကဆီကိုလူမျိုးဘီယိုရဲ့အကောင့်ကို follow လုပ်တဲ့သူက3သိန်းလောက်ရှိတယ်တဲ့ရှင် ဘီယိုသူအလားအပပြင်ဆိုင်ဖွင့်ထားတော့သူနေ့တိုင်းလိုလိုသူ့ရဲ့အလားပြင်ဆိုင်မှာသူသွားတယ်ဒီမကြသိခင်တော့ကအမျိုးသားတယောက်ကဘီယိုဆိုင်ထိကိုလာပြီးဘီယိုကိုလာရှာတယ်ဘီယိုကိုတန်ဖိုးဖျက်လို့မရတဲ့လက်ဆောင်ကိုပေးချင်လို့တဲ့ရှင်ဒါပေမဲ့အဲ့ဒီနေ့ဘီယိုကဆိုင်ထဲမှာမရှိဘူး ဒါကြောင့်အဲ့ဒီအမျိုးသားကပြိုကိုမတွေ့ခဲ့ဘူးဒီပြီးခဲ့တဲ့အင်ကာနေတော့ကလည်းပြိုကပုံမှန်အတိုင်းသူ့ဆိုင်မှာသူသွားတယ်အဲ့တဲ့တွေမရှိတဲ့အချိန်အဲ့တဲ့တွေပါတဲ့အချိန်မှာပြိုကအာလိုင်းလွင့်နေပြီးတော့သူရဲ့ရှင်းလွင်နေစကားပြောတယ်ပေါ့ရှင်အဲ့ဒီနေ့ပြိုကသူရဲ့ရှင်းနေတဲ့ లై ထဲမှာစကားပြောနေရင်မှာပဲအမျိုးသားတယောက်ကပြိုဆိုင်နဲ့ကိုဝင်လာပြီးပြိုကိုလာမေးတဲ့အဲ့ချိန်ပြိုလိုက်လွင့်နေတော့လို့ရှင့်နေ့နမယ်ပြိုဟုတ်လာတဲ့ ဗီယိုသူဟုတ်တယ်ပြောပြီးသူ့လိုက်ရဲ့မိုက်ခရိုဖုန်းအတန်ကိုသူပိတ်လိုက်တယ်လိုက်တော့လွင့်တော့မဲတယ်မဲသူများသူ့အတန်ကိုမကြားရတော့ရှင့်ပြီးတော့ဗီယိုကအဲ့ဒီမျိုးသားနဲ့အာမျက်နှာချင်းဆိုင်ပြီးစကားထက်ပြောလိုက်တယ်နှခွန်းလို့ပဲပြောရတည်တယ်အဲ့ဒီမျိုးသားနဲ့ဗီယိုပန်းပန်းပန်းအဆက်မပြတ်ပြစ်ခံလိုက်ရတယ်အဲ့ဒီ line ထဲမှာပဲဗီယိုရိုင်သွားရိုင်လိုက်နေနဲ့လဲကြပြီး ပြုတ်အဲ့ဒီနေရာမှာတင်ဆုံးသွားတယ်လိုက်ထက်ကလူတွေအားလုံးတွေ့တယ်ရှင်အဲ့ဒီနေ့ပြုတ်ကဒီအပန်းရောင်ဝတ်စုံဝတ်ထားတယ်ရှင်ဒီပုံကပြုတ်ရဲ့နောက်ဆုံးပုံနောက်ဆုံးလိုင်းလွင့်တဲ့ပုံစံရှင်အပန်းရောင်အကြီးဝတ်ထားပြီးအဝက်အပန်းရောင်ဝက်ကိုဖက်ထားတာသူအဲ့လိုမျိုးနဲ့ဆုံးသွားတာရှင်ပြစ်သွားတဲ့သူကအမျိုးသားဖြစ်တယ်။ပြစ်ခင်နေပြောဟုတ်လားလို့မေးလိုက်သေးတယ်။တေချအောင်လို့ရှင်။ပြိုလဲကြသွားတော့ပြိုရဲ့ light ကိုလာ ိတ်တဲ့သူကမင်းကလေးဖြစ်တယ်ဒီပုံထဲကမျက်နှာပဲတွေ့ရတဲ့ဒီအမျိုးသမီးကလာပိတ်သွားတာရှင်ဒီအမျိုးသမီးကဘယ်သူပဲပါဆိုတာကတော့အခုထိမသိရသေးဘူးအဲ့ဒီပြစ်သွားတဲ့သူရဲ့အချက်လက်လည်းမသိရသေးဘူးဒါပေမဲ့အဲ့ဒီလူကဘာကြောင့်ပြိုးကိုပြစ်တယ်လဲဆိုတာကတော့သိရပြီးသူ့ပြိုးကိုပြစ်ရတဲ့အကြောင်းရင်းကတော့ပြိုးကမင်းကလေးဖြစ်လို့မကြိုက်လို့ပြစ်လိုက်တာလို့ထွက်ဆိုချက်ပေးခဲ့တယ်ရှင် ဒီလာပြစ်သွားတဲ့အမျိုးသားကအရင်တစ်ခေါက်ကမျိုးကိုလာရှာတဲ့အမျိုးသားနဲ့တယောက်တည်းဟုတ်မဟုတ်တော့မသိဘူး။လိုက်ထဲမှာပြစ်သွားတဲ့အမျိုးသားရဲ့ရုပ်ကိုမတွေ့ရလို့ရှင်။ပြိုကအတက်ငငယ်ရွယ်ရွယ်ပဲရှိသေးတယ်ပြီးတော့အရန်နဲ့မှလာတဲ့မင်းကလေးဖြစ်တယ်ရှင်တင်ခန်းစာရတာကတော့နာမည်ကြီးတဲ့သူတွေဆယ်လီတွေအင်ဖလူအင်ဆာတွေဘာပဲဖြစ်နာမည်ရှိတဲ့သူတွေကကိုယ့်နဲ့ပတ်သက်တဲ့အချက်အလက်တွေနေရက်လိပ်စာတွေကို သူများကိုမပြောပြမိနဲ့မသိစေနဲ့ကို့ချစ်တဲ့သူတဘောကြတဲ့သူကြိုက်တဲ့သူရှိသလိုကို့မနာလိုတဲ့သူကို့မုန်းတဲ့သူကို့လုံးဝမကြိုက်တဲ့သူလည်းရှိနေလို့ကို့မုန်းနေတဲ့သူပဲသူပဲပါဆိုတာကိုကတာမသိတာသူတို့ကကို့အကြောင်းကိုလုံးတီးကိုရဲ့နေရဲ့လိစာကိုလုံးတီးနေရင်သူတို့ကကို့ရံမုန်းလို့သူတို့စိတ်ဖောက်လိုက်ရင် ကိုနေတဲ့နေရာအထိလာရှာကိုအလုံးလုံးနဲ့နေရာအထိသွားရှာပြီးကိုဒီလိုမျိုးလှုပ်သွားနေချင်ရှိရရှင်ဒီဆုံးသွားတဲ့အမျိုးသမီးကိုပဲကြည်ပါလားရှင်သူအဲ့ဒီအမျိုးသားနဲ့လည်းလုံးဝမတိဘူးအဲ့ဒီအမျိုးသားကပဲကိုသူ့တိတာပြီးတော့သူ့မုန်းတာပြီးတော့သူ့ကိုဒီလိုမျိုးလာလှုပ်သွားတာကိုမုန်းတဲ့သူကိုမကြိုက်တဲ့သူကကိုဘာလို့လို့အပြစ်ဖြစ်တဲ့ဘီယိုကိုပဲကြည်ဘီယိုမင်းကလေးဖြစ်လို့အပြစ်ဖြစ်သွားတာ तू မကြိုက်တော့ပြောပါလို့လို့ तू မကြိုက်ဘောရှင်အခုပြောမင်းကလေးဖြစ်လို့မကြိုက်ဘူးလို့ဒီလိုမျိုးလှုပ်သွားတာတဲ့ရှင်